မြန်မာနိုင်ငံမှာဒေါ်လာတန်နဲ့ချီအကောင်ကြခံပြီးကျမခဲ့ကြတဲ့မင်္ဂလာပွဲ၅ပွဲတသက်မှာတစ်ခါပဲဆောင်ရတဲ့မင်္ဂလာပွဲတွေကိုချင်းချင်းတဲ့ကျမကျင်းစားပြီးတော့တိမ်မောင်းတောင်းချီတဲ့မင်္ဂလာပွဲတွေကိုခံခံနာနာပြုလုပ်ချင်ကြပါရဲ့ရှင်နိုင်ငံသားကအမှုပညာရှင်တွေလည်းဒေါ်လာတန်နဲ့ချီပြီးတော့မင်္ဂလာပွဲတွေကျင်းပကြတယ်လို့မြန်မာနိုင်ငံမှာလည်းဒေါ်လာတန်နဲ့ချီတဲ့မင်္ဂလာပွဲတွေကိုကျင်းပပူကြပါရစေ ံပါတ်1ဦးမုံရွှေရဲ့မင်္ဂလာပွဲလံပါတ်2မြင်းသမီးကျော်လေးဦးမုံရွှေက2023ခုနှစ်မှာမင်္ဂလာပွဲတွေကိုခုနှစ်ပွဲထိကျင်းပခဲ့တာဖြစ်ပါတယ်။ဦးမုံရွှေရဲ့အမျိုးသားကမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးစီးဝင်ခရိုနီစီးဝိုင်းလုပ်ငန်းရှင်တယောက်ဖြစ်ပါတယ်။လံပါတ်2မြင်းသမီးနဲ့ခရိုနီတယောက်ရဲ့လက်ထက်ပွဲကတော့အရန်ကိုကြီးကျယ်ခမ်းနားနေပြီးတရုတ်နိုင်ငံကရေကက်တောင်ပြီးမှရိုးရိုးရှင်းရှင်းနဲ့မင်္ဂလာဆောင်ခဲ့ပေမယ့်အဲ့ဒီမင်္ဂလာပွဲစည်းတစ်ခုတည်းနဲ့တင်သိမ်းမောင်းတောင်းချီကုန်ကြခဲ့ပါတယ်။ဓာပြင်းမင်္ဂလာစွမ်းကမင်္ဂလာလက်မှတ်ရေချိုးဝဲဇူလိုင်ရစ်ပတ်ထင်းများမင်္ဂလာမင်္ဂလာညစာစာဝဲစတဲ့ ွဲခုနှစ်ပွဲကိုလည်းဒေါ်လာတန်းနဲ့ချီအကုန်ကျခံပြီးတော့ပြုလုပ်ခဲ့တာကြောင့်သူတို့ရဲ့မင်္ဂလာပွဲကမြန်မာနိုင်ငံကတန်ဖိုးအကြီးမားဆုံးမင်္ဂလာပွဲထဲမှာပါဝင်ခဲ့ပါတယ်။ နံပါတ်1ကမ္ဘောဇဗန်သမီးလက်ရဲ့မင်္ဂလာပွဲမြန်မာနိုင်ငံရဲ့ကုန်ကျစရိတ်အများဆုံးမင်္ဂလာပွဲတွေထဲမှာထိတ်တန့်စင်ဝတ်တထေးကြီးရဲ့သမီးလက်မင်္ဂလာပွဲကလည်းကုန်ကျမှုအများဆုံးမင်္ဂလာဆောင်ဖြစ်ပါတယ်။သူတို့ရဲ့လက်ချက်ပွဲကပကသနာတွေမပါဝင်မဲတိမ်မောင်း9000အလှပေးခဲ့တာဖြစ်ပါတယ်။တခြားသူတွေလိုမျိုးမင်္ဂလာပွဲတွေကို9ပွဲ10ပွဲကျင်းမတာမဟုတ်ပဲမင်္ဂလာပွဲအတွက်ကုန်ကျမဲ့ငွေတွေကိုလူမှုအကျိုးပြုလုပ်ငန်းတွေမှာလှူဒါန်းလိုက်ကြပါရှင်။ဒါကြောင့်ကမ္ဘောဇဗန်ကနမ်ခမ်နောင်ရဲ့မင်္ဂလာပွဲကတော့ဒေါ်လာတန်းနဲ့ချီပြီးကုန်ကျပေးမယ်လေ။ကျန်းရသူတိုင်းကတော့တာရုခေါ်စရာမင်္ဂလာပွဲဖြစ်ခဲ့ ဲ့ပါတယ်နံပါတ်3ကိုပြည့်ဖြိုးဒီဇိုင်းရဲ့မင်္ဂလာဝေမြန်မာနိုင်ငံမှာအချမ်းသာဆုံးတထည့်ကြီးဆရာချက်မှာပါဝင်တဲ့သူအုပ်စုကကိုပြည့်ဖြိုးဒီဇိုင်းရဲ့မင်္ဂလာဝေကလည်းကုန်ကျမှုအများဆုံးမင်္ဂလာဝေထဲမှာပါဝင်ပါရရှင်အချမ်းသာဆုံးတထည့်ကြီးဥတီဇိုင်းရဲ့သားကြီးမင်္ဂလာဆောင်ဆိုတဲ့ဂုံမုံနဲ့ညီအောင်မင်္ဂလာဝေဒီကိုဒေါ်လာတန်းနဲ့ချီပြီးအကုန်ကျခံခဲ့တာပါကိုပြည့်ဖြိုးဒီဇိုင်းရဲ့မင်္ဂလာဝေမှာအလတ်စင်မှုအတွက်ပန်းမိုးကိုသိန်း9000ကျောင်းပြင်ဆင်ခဲ့ပြီးတော့ထိုင်းနိုင်ငံကပန်းအပညာရှင်တွေကိုခေါ်ကအလတ်စင်ခဲ့တာပဲဖြစ်ပါတယ် နံပါတ်၄နေကြည်ဦးရဲ့မင်္ဂလာပွဲဘသူနဲ့မှမတူခြင်းနဲ့နေကြည်ဦးကလည်းသူ့ရဲ့မင်္ဂလာပွဲကိုခန်းခန်းနာနာကြီးကြီးကျယ်ကျယ်ကျင်းပခဲ့ပါရရှင်။နံပါတ်ကြီးဟိုတယ်ရီမှာတော့မင်္ဂလာပွဲကိုမလုပ်ခဲ့ဘဲ YCC ခန်းမကိုငှားပြီးတော့အကယ်ဒမီပြည်ဝတစ်ခုနီးပါးကျင်းပခဲ့တာပါ။မင်္ဂလာပွဲကိုလည်းပွဲပေါင်းများစွာကျင်းပခဲ့တဲ့ပြင်ထိုင်းနိုင်ငံကပညာရှင်တွေနဲ့ပဲပြင်ဆင်ခဲ့ပါရယ်။မင်္ဂလာဝတ်ဆောင်ကိုလည်းထိုင်းနိုင်ငံကပညာရှင်တွေနဲ့ပဲချုပ်လုပ်ခဲ့တယ်လို့ပန်းလာစင်နာရီမိခဲ့ပြင်စင်နာရီကိုလည်းထိုင်းကကျွမ်းကျင်သူတွေနဲ့ပဲပြုလုပ်ခဲ့ပါရယ်။ဒါကြောင့်သူ့ရဲ့မင်္ဂလာပွဲကတော့အကြီးကျယ်ဆုံးခန်းနာဆုံးဖြစ် ြစ်နေပြီးအမှုပညာရှင်တွေထဲမှာတော့သူ့ရုပ်ပွဲကိုဘယ်သူမှလိုက်မမိခဲ့ပါဘူး။မင်္ဂလာပွဲအတွက်ဒေါ်လာတန်းချီပြီးတော့သုံးထားတာကြောင့်နေဂျူးကဟန်ဝန်တောင်မှထွက်ဖို့မွေးမရှိတော့ဘဲတရားစခန်းမှာဝင်လိုက်ရပါတယ်။ နံပါတ်5ဟင်းဝရံတို့မင်္ဂလာပွဲနံပါတ်7မြန်သာကျောင်းဟင်းဝရံနဲ့အကယ်ဒမီမင်းသမီးကျောင်းစုပြည့်သစင်တို့ရဲ့မင်္ဂလာပွဲကလည်းကုန်ကြစေအများဆုံးမင်္ဂလာပွဲတွေထဲမှာပါဝင်ပါတယ်စုစုပေါင်းမင်္ဂလာပွဲ6ပွဲကိုတိကျပြင်ဆင်ထားခဲ့တာဖြစ်ပြီးထူးခြားတာကတော့မြန်မာနိုင်ငံက wedding planner တွေမိတ်ကပ်ပညာရှင်တွေဒီဇိုင်နာတွေနဲ့ပဲပြင်ဆင်ခဲ့ပါတယ် reward ရဲ့တွေ့တရုတ်နိုင်ငံထိလည်းတောင်းရိုက်ကူးခဲ့တယ်လို့ရဟယင်ကြီးတစ်စင်းလုံးကိုပါငှားခဲ့တည်ပါတယ်မင်္ဂလာပွဲအတွင်းမှာဝတ်ဆင်ခဲ့တဲ့ဝတ်ဆောင်ကရွှေသားကိုပိတ်သားရှိပြီးတော့ဝတ်ဆောင်မှာတက်ဆင်ထားတဲ့ဗဒံမြအလုံးကြီးကလည်းတထောင်ကျော်ရှိခဲ့ပါတယ် ်ဒီမင်္ဂလာဝဲအတွက်ကုန်စည်တွေကမြပြလို့ကျန်းရသူတိုင်းအတွက်အောင်ရတဲ့အထိခံခံနာနာကျင်းမာခဲ့တာပါရှင်အခုဖော်ပြခဲ့တဲ့မင်္ဂလာဝဲတွေအပြင်မြန်မာနိုင်ငံကကုန်ကျမှုအများဆုံးဖြစ်တဲ့တခြားသောမင်္ဂလာဝဲတွေရှိတယ်ဆိုရင်လည်းပြပြပေးခဲ့ပါအောင်နော်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။